ားလုံးကိုမင်္ဂလာပါလို့ယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဖျားသခင်ရဲ့ညီသက်ချင်းရောက်စီတိုင်းပေါ်မှာတက်ရောက်ပါစေအာမင်ဆိုဒီကနေ့မှာဂျေဇုတော်အားဖြင့်ဒီနေ့မှာနှုတ်ကပတ်တော်အတူတကွာခံယူဖို့ရန်အတွက်အချိန်တိုင်းပြင်ဆင်ပေးတဲ့ဖျားရှင်ကိုဂျေဇုတော်ချီးမွမ်းတယ်ဖျားကိုဂျေဇုတင်တယ်အချိန်တိုင်းပေးတဲ့အသင်တော်ခေါင်းဆောင်များကိုလည်းအထူးပဲဂျေဇုတင်ပါတယ်လို့ဆိုဒီနေ့မှာကျွန်မအာနှုတ်ကပတ်တော်ပေါ့နော်ကျွန်မတို့ခံယူဖို့ရန်အတွက်ပြင်ဆင်တဲ့အခါမှာဖျားသခင်ကိုကျွန်မ အာစိတ်ထဲမှာဘုရားသခင်ဒီနေ့မှာကျွန်မဘာပြောရမလဲလို့စိတ်ထဲမှာရှိခါမှာဒီတလောမှာကျွန်မကိုဘုရားကပြောတဲ့စကားတွေရှိလာဖြစ်တယ်ဘုရားသခင်ကျွန်မကိုအတ္တတာထဲမှာတီဆောက်နေတဲ့အရာတွေပေါ့နော်အဲ့ဒါကိုဘုရားကပြောခိုင်းတာဖြစ်တယ်ဆိုတော့တစုံတစ်ယောက်သောသူကောင်းကြီးရတယ်ဆိုရင်တော့မှအယံတန်ပါတယ်လို့အားကြောင့်ဒီနေ့ကျွန်မအာဒီနေ့ဝေမျှမဲ့နှုတ်ကပတ်တော်အဖြစ်အာတယောက်သောသူကောင်းကြီးရတယ်ဆိုရင်လည်းပဲကျွန်မအယံဝမ်းသာတယ်ဒါကြောင့်ဒီကနေ့အဲ့နှုတ်ကပတ်တော်ကိုဝေမျှပေးချင်ပါတယ်လို့ဆိုတော့နှုတ်ကပတ်တော်ညတော့စံစာတော့ ော်တော်လေးဖက်ဖြစ်ဖို့များပါတယ်လို့နော်ဆိုတော့ကျမတို့ဒီနေ့ဝင်ငါမဲ့နှုတ်ကပတ်တော်ကတော်ကတော့ကျမတို့ယုံကြည်သူတွေရဲ့အသက်တာအတွက်အဓိကကျမဒီနေ့ဝင်ငါချင်တာဖြစ်ပါတယ်ခရစ်တော်ကိုမိမိရဲ့အသက်သခင်ဖြစ်ယုံကြည်လက်ခံပြီးတော့ဖခင်သခင်ကိုမိမိရဲ့အသက်တာအတွက်တတ်ဆုံးတိတိုင်ယုံကြည်လက်ခံကိုးကွယ်မယ်ဆိုရက် ယုံကြည်သူတွေအတွက်ဒီကနေ့ကျမပေါ့နော် message ပြောချင်တာဖြစ်ပါတယ်ယုံကြည်သူတွေအသက်တာကိုဘုရားသခင်ကကောင်းချီးပေးခြင်းတော့ဘုရားခင်ဖြစ်တယ်အာမင်ဆိုတော့ကျမတို့ယုံကြည်သူတွေအသက်တာမှာအာဘုရားကိုယုံကြည်ပြီဆိုတော့ကောင်းကြီးတွေပဲလာမယ်အဲဝမ်းမြောက်ခြင်းတွေပဲအမြဲတမ်းပြည့်စုံနေမယ်ပျော်ရွှင်စရာတွေနဲ့အမြဲတမ်းပြည့်နှက်နေမယ်လို့ထင်ရကောင်းထင်ရနိုင်တယ်နော်ဒါပေမဲ့ဒီနေ့ကျမပြောပြခြင်းနဲ့ယုံကြည်သူတယောက်ဖြစ်လာပြီဆိုရင်ကျမတို့အသက်တာမှာ နော်ဘုရားရဲ့ကောင်းကြီးကမရှိတာမဟုတ်ရှိတယ်ဒါပေမဲ့ကျမတို့အဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းဆိုရယ်ဘုရားရဲ့ကောင်းကြီးတွေကိုခံစားဖို့ရန်အတွက်ကကျမတို့ဂျားထဲမှာလဲကြုံတွေ့ရတဲ့အမြင်ရတယ်အများကြီးရှိသေးတာဖြစ်တယ်ဆိုတော့အဲ့ဒီကျမတို့ယုံကြည်သူစစ်မှန်တဲ့ယုံကြည်သူတရားဖြစ်လာတဲ့အခါမှာကိုဘာကိုယုံကြည်တယ်လဲဆိုတာကိုစုံစမ်းခြင်းတွေကြုံလာတဲ့အခါမှာပေါ်လာတတ်ပါတယ်ပြီးရင်နောက်တစ်ခုကမီးနော် မီးဟာဘလောက်ပူပူရွှေအစစ်အတွက်ကတော့ဘာဖြစ်လဲဆိုတော့ အေးဆေးပဲနော်ရွှေစစ်တယ်ဆိုရင် မီးဘလောက်ပြင်းပြင်းရွှေဟာပို့ပြီးတော့စစ်တာဖြစ်တယ်အားကြောင့်ကျမတို့ဖျားကိုတကယ်ယုံကြည်တယ်ယုံကြည်ခြင်းဟာစစ်မှန်တယ်ဆိုရင်ကျမတို့ရဲ့အတ္တဓာတ်အแทမှာပေါ့နော်အဲ့ဒီယုံကြည်သူရဲ့အတ္တဓာတ်မီးရွှေကဲ့သို့ပို့ပြီးတော့မှတောက်ပြောင်ပြီးတော့လှပလာမှာဖြစ်ပါတယ်နော်နောက်ပြီးတော့ကျမတို့အသက်တာအแทမှာယုံကြည်သူတယောက်ဖြစ်လာပြီဆိုမုံတိုင်းအမျိုးမျိုးလဲကြုံရနိုင်ပါတယ်ဆိုတော့မုံတိုင်းနေဘလောက်ပဲထန်ထန်နော် ရွှေလင်းရုံဆိုတဲ့ငှက်အတွက်ကတော့လေဟုန်စည်းဖို့ဖြစ်နေတာဖြစ်တယ်။အာမင်။ဆိုတော့ဒါကြောင့်ကျမတို့ဟာဖခင်ကိုယုံကြည်တဲ့သူတရားအတွက်ကဒီနေ့အာခက်ခဲခြင်းတွေလာရင်တောင်မှကြောက်စရာမလိုပဲနဲ့ထိုးခက်ခဲခြင်းတွေထဲမှာရွှေလင်းရုံကဲ့သို့မုံတိုင်းတွေအထက်မှာပြန်ဝဲပြီးတော့မှနော်ပို့ပြီးတော့မှဟိုပြန်လို့ကောင်းတော့ကောင်းအောင်တော့အထောက်ပံ့ပေးတဲ့ပုံစံတော့ဖြစ်သွားနိုင်တယ်လီမုံတိုင်းဟာเนาะအဲကြောင့်ကျမတို့ယုံကြည်သူအသက်တာမှာဘာအရေးကြီးလဲဆိုတော့ အတ္တတဲမှာဖရာသခင်ကို အမြဲတမ်းရစ်ပူဇော်ခြင်းအတ္တတာပေါ့နော်ဖရာသခင်ထဲမှာအမြဲတမ်းအဖရာသခင်ကိုအမြဲတမ်းမဆုံးမနစ်သောယုံကြည်ခြင်းနဲ့ဖရာသခင်ကိုဖယံပြီးတော့မှဖရာသခင်နဲ့လုံထွေးပြီးတော့မှဖရာသခင်နဲ့အသက်ရှင်ခြင်းဟာအလွန်ပဲအရေးကြီးပါတယ်အာမင်ဆိုတော့ဒီနေ့ဖရာသခင်ကိုတကယ်ပဲလုံထွေးပြီးတော့မှ ယုံကြည်ခြင်းပိုင်းမှာတကယ်ပဲဆန္ဒမူနာပြရလောက်တဲ့ပုံကိုယ်တွေထဲက3ဦးကိုဒီကနေ့ပေါ့နော်အာကျမတို့နှုတ်ကပတ်တော်ထဲကနေပြီးမှပြောသွားခြင်းပါတယ်လို့အာဗြဟံပေါ့နော်ပထမတယောက်ကတော့အာဗြဟံဖြစ်တယ်အာဗြဟံရဲ့အသက်တာမှာကျမတို့တွေ့ကြည့်တဲ့အခါမှာအာဗြဟံဟာယုံကြည်ခြင်းရဲ့ဖခင်လို့သူ့ရဲ့သမိုင်းဖြစ်လာရတဲ့အဓိက အကြောင်းရင်းဟာဘာလဲဆိုတဲ့နေ့ကျမ်းစာဖတ်ရအောင်နော်ဒီမှာကဘာဦးကျမ်း အခန်းကြီး22အခန်းငယ်1မှာထိုနောက်မှာဖျားသခင်သည် အာဗြဟံကိုစုံစမ်းခြင်းငှာအာဗြဟံဟု ခေါ်တော်မူ၍အာဗြဟံကအကျွန်ုပ်ရှိပါ၏ဟုပြောလျင်ဆက်ပြီးဖတ်ပါမယ်။သင်သည်အလွန်ချစ်သောတယောက်တည်းသောသားဤဇက်ကိုယူ၍မောရိပြည်သို့သွားလော့။ငါပြလက်တန့်သော တောင်ပေါ်မှာ သူ့ကိုမီးရှို့ရာရစ်ပြု၍ပူဇော်လောဟုမိန့်တော်မူ၏။ ်အာမင်ဆိုတော့ဒီမှာတွေ့ရတာကဘာလဲဆိုတော့ဖခင်ကသင်အလွန်ချစ်တော်သားဤဇက်တဲ့အလွန်ချစ်တော်သားလို့ဒီမှာတွေ့ရတယ်ဆိုတော့ဖခင်ကသူ့မှာပိုင်ဆိုင်တာတွေအာဗြဟံကိုပေးထားတဲ့ကောင်းကြီးအများကြီးပါပဲเนาะအများကြီးပဲအဲ့ဒီထဲမှာမှသူ့မှာတယောက်တည်းပဲရှိတဲ့ဒါဣဇက်ကိုတောင်းတာတွေ့ရတယ်ဆိုတော့ပြောမယ်ဆိုရင်ရက်ဆက်တလူလူတော့ထင်ရတယ်เนาะကြည်ခွဲစရာပဲအာဗြဟံအတွက်တော့ဒီသားကို ဖခင်ကတောင်းတယ်ပြောမယ်ဆိုသူ့မှာဒါပေးလိုက်မရှိတော့ဘူးတားဆိုတာမရှိတော့ဆိုတော့ဒါပေမဲ့ဖခင်သခင်ကို तू ကနာခံမှုအပြည့်နဲ့နော်အာဗြဟံကသူ့ရဲ့သားကိုခေါ်ပြီးတော့မှရစ်ပူဇော်ဖို့ရင်သွားတဲ့အခါမှာသူ့သားကလည်းမေးတယ်နော်အော်ကိုရောအအဖပေါ့နော်အဖအာဗြဟံကိုမေးတယ်ရစ်ပူဇော်မဲ့သားကောင်မတွေ့ဘူးဆိုပြီးတော့မှမေးတဲ့အခါမှာအာဗြဟံကနော်ဖခင်သခင်ပြင်ဆင်မယ်ဆိုပြီးမှပြောတဲ့အခါမှာ အဲ့ဒီတာအိဇက်ကလည်းပဲအရန်မဲတော့ယုံကြည်ခြင်းအဖေနဲ့အတူလိုက်နိုင်တယ်လို့ပြောလို့ရတယ်ဆိုတော့အိဇက်ဟာသူ့ရဲ့ဖခင်နဲ့အတူတူရစ်ပူဇော်ဖို့ရန်အတွက်တောင်ပေါ်မှာသွားခဲ့တယ်အားလုံးသိပြီးသားအတိုင်းပေါ့နော်အာဗြဟံကသူ့သားကိုရစ်ပူဇော်ဖို့လောက်ခဏီစဲစဲမှာပဲเนาะကဘာဦးဂျန်ခန်းကြီး22ခန်းငယ်71ကနေ14ခဏဖတ်ချင်ပါတယ်ထိုအခါထာရာဖျားဤကောင်းငင်တမန်ကအာဗြဟံအာဗြဟံဟု ကောင်းခင်ဘော်ကခေါ်လေ၏အာဗြဟံကအကျွန်ုပ်ရှိပါ၏ဟုရှောက်လျင်ထိုလူလင်ကိုမတိမခိုင်းနှင့်အလင်းမပြုနှင့်တန်သည်ဖျားသခင်ကိုကြောက်ရွံ့သည်ဟုယခုငါသည်၏အကြောင်းမူကားတင်ဤသားတင်၌တယောက်တီးသောသားကိုငါတောင်း၍တင်သည်ငါ့ကိုမငင်းဟု မိန့်တော်မူ၏ထိုအခါအာဗြဟံသည် မျှော်ကြည့်၍မိမိနောက်မှခြုံပုံး၌ဂျိုညိလျက်ရှိသောတိုးကို မြင်လေ၏ထိုတိုးကို တွား၍ယူပြီးလျင်မိမိသားကိုစားမိရှိုးရာရစ်ပြု၍ပူဇော်လေ၏ထိုအရက်ကိုဂျေဟောဗာဂျီရဲဟုအာဗြဟံတမုတ်လေ၏ထိုသို့နှင့်အညီ တောင်ပေါ်မှာသာရပြား ပြင်ဆင်တော်မူမိဟုယင်းနေ့တိုင်အောင်ဆိုလေရှိသည်။အာမင်။ဆိုတော့ဘုရားသခင်တောင်းတဲ့အတိုင်းသူကဇောရကမတက်ခဲ့ဘူးအကြောင်းပြချက်မပေးခဲ့ဘူးเนาะယုံကြည်ခြင်းနဲ့သူဟာပူဇော်ဖို့ရန်အတွက် သူ့ရဲ့သားကို ဟောခေါ်သွားတာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ကအချိန်မီပဲပြန်လဲထောက်ပံ့ပေးတာတွေ့ရတာဖြစ်တယ်။ကျမတို့အသက်တာအแทမှာနော်ငါ့မှာဒါလေးပဲရှိတာနော်ငါ့မှာဒါဒီဒီရာကလွဲလို့မရှိတော့ဘူးနော်တော့ဘုရားသခင်ကဒီအရာကိုမှဘာဖြစ်လို့ခွင့်ပြုရတာလဲဒီလိုမျိုးဘာဖြစ်လို့ကြုံတွေ့စေတာလဲလို့တခါတလေကြာရင်မေကွန်းထုတ်ရတာအောင်ပေါ့နော်အတွေ့အကြုံတွေလည်းရှိနိုင်ကောင်းရှိနိုင်ပါလိမ့်မယ်နော်ဒီနေ့ကျမတို့ကြုံရတဲ့ယုံကြည်သူတွေကြုံရတဲ့စုံစမ်းခြင်းတိုင်းဟာ ကျမတို့ကြည်ခွဲဖို့မဟုတ်တလို့ယုံကြည်သူတွေကြုံရတဲ့စုံစမ်းခြင်းတိုင်းဟာကျမတို့လဲကြဖို့လည်းမဟုတ်ဘူး။သင်ဆုပ်ယုပ်ဖို့ဘုရားသခင်အလိုတော်မရှိဘူး။သင်ခံစားရတဲ့သင်ကြုံတွေ့ရတဲ့စုံစမ်းခြင်းတိုင်းမှာဘုရားသခင်ရဲ့အကြံစီကောင်းဆုံးကြံစီရှိနေတာဖြစ်တယ်။အာမင်။ဆိုတော့ဘုရားသခင်ဟာဘာဖြစ်လို့အာဗြဟံကိုသူ့မှာတယောက်တည်းရှိတဲ့သားကိုဘာဖြစ်လို့တောင်းလဲဆိုတော့ကျမနားလေလိုက်တာကတော့နော်ဘုရားသခင်ကသူ့ကိုထက်ဆင့် level နှင့်ပေးခြင်းလို့ဖြစ်တယ်အာမင်ဆိုတော့သူ့ 地上山去，我背来的也个爬来说，都有青苗钱啊！喏，得着，别人家不上青路片的，表面上俺们人走，也是个别人家青苗钱那片的，都有别人家的，这样子有别种不一样。别人家地上山去，我可背来的，啊，咱这马路上山去，从来的嘛，完全是别不蛮好片的。哦，地上山去的话，喏，我个青泥走那么好不？别人家的我我个。 မာစားနေတယ်အာမင်ဘာဖြစ်လို့လဲငါဟာယုံကြည်သူဖြစ်တယ်ဖခင်ကိုယုံကြည်တော်သူဖြစ်တဲ့အတွက်ကြောင့်ဖခင်တာဝန်ယူမယ်ဆိုရက်နော်လုံးဝဖခင်ပေါ်မှာစိတ်ချခြင်းနဲ့အာမင်ဖခင်သခင်အားဖြင့်ဒီစုံစမ်းခြင်းတွေကိုရင်ဆိုင်ဖို့ပဲဖြစ်ပါတယ်အာမင်အားကြောင့်အာဗြဟံရဲ့အသက်တာထဲမှာသူ့ရဲ့သားကိုတော်ပေးရလောက်တဲ့အရာကဘာလဲဆိုတော့ဖခင်သခင်ပေါ်မှာသူ့ရဲ့ယုံကြည်ခြင်းဖြစ်တယ်အာမင်အားကြောင့်ကျမတို့ရဲ့အသက်တာထဲမှာ မခံမရနိုင်လောက်အောင်ဒါမှမဟုတ်ကြေခွဲချင်းကဂိတ်ဆုံးဖြစ်နေပြီလို့ထင်ရလောက်အောင်တင်ကြုံနေပြီဆိုရင်ဒီနေ့ကျမအားပေးချင်ပါတယ်ဖရာသခင်ဟာတင့်ကိုအောက်အဖွဲချီးမြှောက်มาဖြစ်ပါတယ်အာမင်တဲ့အဲ့ဒီကြေကွဲချင်းထဲကနေဘုရားသခင်ကိုချီးမွမ်းလိုက်ပါကြေကွဲချင်းထဲကနေဘုရားသခင်ကိုရစ်ပူဇော်လိုက်ပါအာမင်ဆော့တင်ဆုံးရှုံးမသွားပါဘူးအဲ့ဒီကြေကွဲချင်းထဲကနေတင်ဆုံးရှုံးမယ်လို့ ထင်ရတဲ့အခြေအနေမှာသင်မဆုံးရှုံးမဲ့တဲ့အချိန်မီဘုရားသခင်ကယေရှုပြုပေးမဲ့ဘုရားရှင်ဖြစ်တယ်။အာမင်။အားကြောင့်ကျွန်မတို့အသက်တာထဲမှာဘုရားသခင်ကြုံတွေ့စေတဲ့စုံစမ်းခြင်းဟာဘုရားသခင်သင်ကိုချီးမြှောက်ဖို့ပဲဖြစ်တယ်ဆိုတာကိုဒီကနေ့ပြောပြချင်ပါတယ်။အာမင်။ဆိုတော့နောက်နောက်တစ်ယောက်ပေါ့နော်ဒီမှာကျွန်မထပ်သွားခြင်းနဲ့အမ်နောက်တစ်ယောက်ကတော့ကျွန်မတို့အားလုံးသိတဲ့သူပေါ့နော်။ထဲကတယောက်ဖြစ်တဲ့ယောဘအကြောင်းကိုကျွန်မသွားချင်ပါတယ်။ ဖះရှင်ကလေကျမတို့ရဲ့သူ့ကိုယုံကြည်တဲ့သူတွေရဲ့အသက်တာကိုဟိုဘယ်လိုခေါ်မှလဲဆိုတော့လူလူလူမျိုးတကာတို့ရဲ့အာမျောလင့်ချင်းတွေကိုပြည့်စုံစေဖို့ရန်အတွက်တင့်ကိုရွေးကောက်ထားတာဖြစ်တယ်ဟဲ့မဲလူမျိုးများစွာတို့ကောင်းကြီးဖြစ်ဖို့ရန်အတွက်ယုံကြည်သူတွေကိုဖះခင်ကအထူးပိတ်သိမ်းထားတာဖြစ်တယ်ပြောရမယ်ဆိုရင်ယုံကြည်သူတွေရဲ့တမိုင်းယုံကြည်သူတွေရဲ့ပြစ်ဆုတ်ပံယခုလက်ရှိအခြေအနေအချိန်နဲ့လာမယ့်အနာဂတ်ကို ကောင်းကြီးပေးခြင်းနဲ့ဖျားသခင်ဖြစ်ပါတယ်။နော်ဒီမှာဆိုလို့ရှိရင်ယောဘရဲ့အသက်တာကိုခန္ဓာလောက်ဆင်ခြင်ရအောင်။ယောဘရဲ့အဲဒီမှာဆိုရင်ယောဘဝိတ္ထုခန်းကြီး1အခန်းငယ်10ပေါ့နော်။ ယောဘဝတ္ထုခန်းကြီး1ခန်းငယ်10ဟုတ်အတူတူဖတ်ချင်ပါတယ်သာရဖျားကလည်းငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလို့မြေကြီးပေါ်မှာသူနဲ့တူတော်သူတယောက်မျှမရှိစုံလင်ဖြောင်းမတ်ပေ၏ဖျားသခင်ကိုကြောက်ရွံ့တော်သူမကောင်းသောအကျင့်ကိုရှောင်တော်သူဖြစ်သည်ဟုစာရန်အားမိန်တော်မူ၏တဲ့ဆိုပြီးမှဒီမှာယောဘကိုဟိုယောဘရဲ့အကြောင်းလေးပေါ့နော်ဒီမှာတွေ့ရတယ်ဖျားသခင်ဟာစာရန်အရှိမာတော်မှာဂုံယူရတဲ့ယောဘဖြစ်ပါတယ် နော်ပြောမယ်ဆိုရင် လုံးဝ6ပြစ်กินသေးလဲစင်လို့တော့ပြောလို့ရတယ်ယောဘရဲ့အတ္တကသူကဒီလောက်ဖျားကိုချစ်ပြီးတော့မှဖျားခင်ဂုံယူရတဲ့သူတယောက်ဖြစ်ပေမဲ့သူဘာကြုံရလဲနောက်ပိုင်းမှာနော်ယောဘဝိတ္ထုမှာဆက်ဖက်လိုက်လို့ရှိရင်သူအချိန်ခဏအတွင်းမှာပဲသူ့ရဲ့မိသားစုတွေဆုံရှုံရတယ်သူ့ရဲ့စီးစင်ဥစ္စာတွေနော်ဆုံရှုံရတယ်နောက်ဆုံးမှသူလည်းပဲတေလူမျိုးပါတိဖြစ်ခဲ့ပါတယ် ဒါပေမဲ့ဘာဖြစ်လဲအဆုံးမှာတော့ तू ကအဆုံးထိတိုင်အဲ့ဒီ तू ဆုံးရှုံးသွားတဲ့အရာတွေကြောင့်ဖရာသခင်ကိုလည်းမစွန့်ပြစ်တယ်လို့ဖရာသခင်ကိုဖရာသခင်ကိုလည်းမပြစ်မာခဲ့ပါဘူးဖရာသခင်ကိုလည်းအာညှိတွားခြင်းနဲ့ तू အသက်မရှင်ခဲ့ပါဘူးဖရာသခင် ကိုရောမင်္ဂလာရှိပါစေလို့အမြဲတမ်းဖရာသခင်ကို အမြဲတမ်းအာကိုးကွယ်ပြီးတော့မှဖရာသခင်ထဲမှာအမြဲတမ်းတည်ကြည်တော်သူဖြစ်တယ်အာမင်ဆိုတော့ယောဘဟာနော်အယမ်းပဲ ဖြောင်းမတ်တယ်လို့ဘုရားသခင်ကဂုံယူရလောက်အောင်တကယ်ပဲသူလည်းဖြောင်းမတ်တော်သူဖြစ်ပါတယ်ဘုရားသခင်ကစာရန်ရှိမှဂုံယူရဲဆိုတာနည်းနည်းနော်တော့မဟုတ်လို့လေနော်လုံးဝသူကအဆုံးထိတန်အောင်တည်ကြည်တော်သူဖြစ်တယ်ဆိုတော့စာရန်ကနော်ကျမတို့ဘုရားသခင်ရဲ့အကြံစီအာဘာလဲ ဖျားသခင်ရဲ့အကြံစီအထမမြအောင်သူအမြဲတမ်းဖြက်စီးတယ်ဒါပေမဲ့မဟုတ်ဘူးနေဖျားသခင်ကတော့သူ့ရဲ့အကြံစီကိုဘယ်ရာကမှမဖြက်စီးနိုင်ဘူးဖြစ်တယ်အာမင်ဆိုတော့ဖျားသခင်က तू ဂုံယူတဲ့သူဟာအဆုံးတိတန်ဂုံယူရသူဖြစ်နေတာဖြစ်တယ်အားကြောင့်ကျမတို့ရဲ့ယုံကြည်သူတွေအသက်တာအแทမှာလည်းပဲယောဘကဲ့သို့ဖျားသခင်ဂုံယူရတဲ့အသက်တာဖြစ်ဖို့ရန်အတွက်လည်းဖျားသခင်ကအလိုတော်ရှိပါတယ်တခါတည်းကမှကျမတို့အလူတချို့တွေ့ရတယ်နော်ဟိုအသက်တာထဲမှာဟိုဖြောင်းမတ်တော်သူကဲတော့အသက်ရှင်တယ်ဒါပေမဲ့ အချို့ချို့ကအဆုံးထိမဖြောင်းမကြဘူးပေါ့နော်ဆိုတာမျိုးရှိတတ်တယ်ဒါပေမဲ့ဒီနေ့ဖခင်ဖခင်ကဒီယောဘအကြောင်းကိုဘာဖြစ်လို့ကျမတို့ကိုပေါ်ပြလဲဆိုတော့အဆုံးထိတိုင်အခြေအနေတွေကြားထဲမှာအဆုံးထိတိုင်ဖခင်ကိုတာ၍ဖယံတော်သူဖြစ်ဖို့ဖခင်အလိုတော်ရှိလို့ဖြစ်တယ်အာမင်ဆိုတော့ဖခင်သခင်ကိုအဆုံးထိတိုင်သူနောက်ဆုံးပြောရမယ်ဆိုသူအသက်ကိုနှုတ်သွိုင်းရင်တောင်မှကိစ္စမရှိဘူးပေါ့ကျမတို့ချင်းပေါ်မှာစကားနဲ့ပြောရင်မကိစ္စဘူးပေါ့နော်ဆိုတာမျိုးလို့ဖြစ်တယ် သူကဖယားကိုလုံးဝမပစ်မှားပဲနဲ့အဆုံးထိတိုင်သူဟာတည်ကြည်တဲ့အတွက်ကြောင့်နှစ်ဆသော ကောင်းချီးကိုသူရရှိခဲ့တာဖြစ်တယ်။အာမင်။ဒါကြောင့်ကျမတို့ယုံကြည်သူတွေယနေ့ကျမတို့လေသွားပါပြီငါဘုရားကြီးကတော့ဒီလိုကြီးပဲသွားတော့မှလားလို့သင်နေခံစားနေရတဲ့ဆိုရင်ဒီကနေ့မဟုတ်ပါဘူး။သင်အဆုံးထိတိုင်ဖယားပေါ်မှာတည်ကြည်ပါ။ယုံကြည်ခြင်းမှာခိုင်ခန့်နေပါ။မြဲမြံနေပါ။ဖယားသခင်ကိုတာ၍ဖယံနေပါ။ဖယားသခင်ဟာ တင့်ကိုအဆုံးသက်လှပဖို့ရန်အတွက်ဘုရားသခင်ကအကြံစီရှိတာဖြစ်တယ်။အာမင်။ဒါကြောင့်ကျမတို့တမိုင်းမှာလည်းကျမတို့လှပဖို့ယခုပြစ်ဆုံးပံမှာလည်းလှပဖို့အနာဂတ်မှာလည်းလှပဖို့ဘုရားသခင်ကတင်တဲ့ကျွန်ုပ်ပေါ်မှာအကြံစီရှိပါတယ်။ဒါပေမဲ့ကျွန်ုပ်တို့ဟာတော့ကျမတို့ဘက်ကနေတော့ဘုရားသခင်ကိုယုံကြည်ခြင်းစိတ်လုံးဝမလျော့ဘူးဖြစ်တယ်။အာမင်။လုံးဝဖက်ရှင်အပြည့်လုံးဝစိတ်အားထက်သန်မှုအပြည့်နဲ့ဘုရားသခင်ကို တာ၍ဖယံဖို့ပဲဖြစ်တယ်ဆိုတော့ကိုဒီနေ့ယောဘအတ္တတာအဖြင့်အားပေးခြင်းပါတယ်လို့နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ရဲ့အတ္တတာကိုကျွန်မအာသွားခြင်းတယ်သူကဘာသူလဲဆိုတော့ယာကုတ်ဖြစ်တယ်เนาะယာကုတ်ရဲ့အတ္တတာမှာအဲဒီမှာစံပိုက်လေးဖတ်ခြင်းတယ်အာကဘာဦးချမ်းခန်းကြီး32ခန်းငယ်24ရနေ29အရင်ဖတ်လိုက်မယ်เนาะ ရာကုတ်သည်တယောက်တည်းနေရည်၍လူတူဦးသည်မိုးလင်းသည်တိုင်အောင်သူနှင့်လုံထွေးလေ၏ထိုသူသည်မိမိမနိုင်မန်းကိုတိလျင်ရာကုတ်ပေါင်ချံကိုထိုး၍လုံထွေးစဉ်တွင်ပေါင်စစ်ပြုတ်လေ၏ထိုသူကလည်းငါ့ကိုလွတ်ပါမိုးလင်းစေရှိပြီဟုဆိုလျင်ရာကုတ်ကကိုရောသည်အကျွန်ုပ်ကိုကောင်းကြီးမပေးလျင်မသွားရဟုဆို၏ထိုသူကလည်းသင်၏အမိကအဘယ်သို့နည်းဟုမေးလျင်ရာကုတ်ဖြစ်ပါသည်ဟုပြန်ဆို၏ နောင်၌သင်၏အမိကိုယာကုတ်ဟု၍မခေါ်ရဣဒီလဟု၍ခေါ်ရမည်အကြောင်းမူကားသင်သည်ဖျားသခင်နှင့်၎င်းလူနှင့်၎င်းမင်းကဲ့သို့ပြန်၍နိုင်လေပြီဟုမိန့်တော်မူ၏အာမင်ပြင်29ယာကုတ်ကလည်းနာမတော်ကဘယ်သို့နည်းအကျွန်ုပ်အားဖော်ပြတော်မူပါဟုမေးလျှောက်လင်ငါနာမကိုအဘဲကြောင့်မေးသည်နည်းဟုဆို၍ထိုရက်၌ကောင်းကြီးပေးတော်မူ၏တဲ့အာမင်ဆိုတော့ ဒီမှာเนาะကျမတို့ယာကုပ်ရဲ့အကြောင်းအအနေငယ်ကျမအာစံပိုက်လေးကိုဖတ်သွားတာဖြစ်ပါတယ်ယာကုပ်ကเนาะ तू ကဒီမှာဆိုလို့ရှိရင်ဖျားသခင်နဲ့လုံထွေးတယ်လို့တွေ့ရတယ်เนาะ तू ကအေးတော့သူ့ရဲ့အကိုအေးတော့စီကနေဟိုအေးတော့ရဲ့ပြောရမယ်ဆိုရင်တားဦးပေါ့เนาะကောင်းကြီးကို तू ဟာလိမ့်လဲပြီးတော့မှရယူခဲ့တဲ့သူတယောက်ဖြစ်တယ်ဆိုတော့ဇလန်ဒါသူ့ရဲ့ဇလန်လေးပေါ့เนาะ နောက်ဆုံးသူကချမ်းနေရာမှာရောက်သွားပြီးတော့မှသူမိမရတယ်သားသမီးတွေနဲ့ပြန်ပြီးတော့မှသူ့အကူအေးသောနဲ့ပြန်ဆောင်ဖို့ဖြစ်လာတဲ့အခါမှာအရန်ကြောက်တယ်နော်သူ့အကူအေးသောကသူ့ကိုပြန်ပြီးတော့မှသူ့ကိုလှုပ်ကြံမှာမျိုးသူအရန်ကြောက်တဲ့အခါမှာဘုရားသခင်စီမှာလည်းသူဆူတောင်းတယ်နော်ဘုရားသခင်စီမှာလည်းဆူတောင်းတယ်အဲ့ဒီသူအေးသူ့အကူအေးသောနဲ့မတွေ့ခင်သူဆူတောင်းတယ်ပြီးတော့အဲ့မှာဒီအကြောင်းရပါနော်အစွမ်းနာပြောတဲ့ ဘုရားသခင်နဲ့လုံထွေးတဲ့အကြောင်းကိုတွေ့ရတာဖြစ်တယ်။ဆိုတော့ကျမဒီနေ့ဘာဘာကိုခွန်အားရလဲဆိုတော့เนาะဒီအထဲမှာကျမဖတ်ခြင်းအပြင်ဘာခွန်အားရလဲဆိုတော့ကျမတို့ရဲ့အတ္တတာမှာပေါ့နော်။အာဘာကိုမလဲယောဘကဲအယောဘကဲတို့အရင်မဖြောင့်မတ်နိုင်ရင်တောင်။เนาะယာကုပ်ကဲတို့ကျမတို့တခါတလေမှာเนาะဟိုစိုးသွမ်းတဲ့သူလည်းဖြစ်နိုင်တယ်เนาะ။ယောဘလိုဖြောင့်မတ်တဲ့သူလည်းရှိမှာပါဒီတရားနာပရိသတ်ထဲမှာเนาะ။ နေ့ယာကုတ်ကဲ့သို့ဆိုးသွမ်းတဲ့သူလည်းရှိနိုင်တယ်။ဒါကြောင့်ကျွန်မအထင်လေးပေါ့နော်။ဆိုးသွမ်းတဲ့သူတွေလည်းဘုရားကောင်းကြီးရှိသလိုနော်ယာကုတ်ကဲ့သို့ဆိုးသွမ်းတဲ့သူတွေကောင်းကြီးရှိသလိုဒီနေ့ယောဘလိုဖြောင့်မတ်သောသူတွေလည်းကောင်းကြီးရှိပါတယ်။အာမင်။ဘုရားရဲ့ခြေဆုတော်ဘုရားရဲ့ပြုတော်မူသောခြေဆုတော်ဟာလူတိုင်းအတွက်ဖြစ်တယ်။အာမင်။ယုံကြည်သောသူတိုင်းအတွက်ဖြစ်ပါတယ်။ဒီနေ့ယာကုတ်ဟာနော်သူလိမ်လည်လက်ပြပြီးမှရခဲ့တဲ့ကောင်းကြီးတွေရှိတယ်။ဒါပေမဲ့သူက ူအသက်တာကလေဟိုဖခင်သခင်ကို အမြဲတမ်းပူဇော်ဖခင်သခင်နဲ့အမြဲတမ်းသွားလာတဲ့သူဖြစ်တယ်။သူကနေသူသာလိန်လေပြီးတော့မှသူ့အကိုရဲ့ကောင်းကြီးကိုယူခဲ့ပေးမယ်ပေါ့နော်။တာဟုကောင်းကြီးယူခဲ့ပေးမယ်။နေရာကုတ်ဟာဖခင်သခင်ကို မလွတ်တမ်းဖယံတော်သူဖြစ်တယ်။နော်။ဖခင်ကိုတော့ကောင်းကြီးမပေးရင်ကျွန်တော်မလွတ်ဘူးလို့ပြောရလောက်အောင်သူဟာဖခင်ကိုလုံထွေးခဲ့တာဖြစ်တယ်။ကျမတို့ပေါ့နော်။အဲ့ဒီမှာဗာတွေ့ရတော့ မလွတ်လွတ်နော်နောက်ဆုံးပေါင်ချန်အောင်ထိုးခံလိုက်ရတယ်။ပြောမယ်ဆိုရင်ခန္ဓာကိုယ်တော်မှ ထိခိုက်နာကျမှုဖြစ်သွားတယ်။တကယ်ဆိုရင်သူ့အခြေအနေရဆိုလို့ရှိရင်ဟာနာဘီလေနော်နာဘီဆိုတော့လွတ်လိုက်မှာပဲကျမတို့တိုင်းကားတွေလည်းကြည့်ဘူးပါတရုတ်တိုင်းကားတွေနော်အာထိုးခံရပြီဆိုလဲသွားပြီလေနော်တစ်ဖက်တစ်ဖက်လူကထိုးတဲ့သူကနိုင်တယ်လို့ဖြစ်သွားတာဒါပေမဲ့မဟုတ်ဘူးအထိုးခံရတာတောင်မှ तू ကလုံးဝအနိုင်မခံအရှုံးမပေးလုံးဝဖတ်တွေထားတာတွေ့ရတယ်။ဒီနေ့ကျမတို့အဲ့ဒီမှာ ကျွန်မခွန်အားရတာကဘာလဲဆိုတော့ကျမတို့ဘဝမှာလဲနော်ကြုံရတဲ့နာကျင်မှုတွေရှိတတ်ပါတယ်။ဖယားကိုဖယန်းနေရင်းကနေကျမတို့နာကျင်တဲ့အချိန်တွေလည်းရှိတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီနာကျင်တဲ့အချိန်မှာဖယားကိုလုံးဝလက်မလွတ်ဘဲနဲ့ဟိုလုံးထွေးပြီးမှ ဖခင်ကိုတာ၍ဖတ်ဖယံဖို့ပဲဖြစ်တယ်ဆိုတာကိုပို့ပြီးနားလဲပါနားလဲရတာဖြစ်တယ်အာမင်ဆိုတော့ယာယာကုတ်ဟာသူဟာဖခင်ကိုလုံးဝသူပောင်းချံထိုးခံရပေမဲ့လုံးဝမလွတ်ခဲ့ပဲနဲ့သူလုံးဝလုံးထွေးပြီးတော့မှဖခင်သခင်နဲ့တွေ့သွားတဲ့အခါမှာသူ့ရဲ့တတ္တာထဲမှာเนาะကောင်းကြီးရခဲ့တယ်။ဘာဖြစ်လဲ?နမေတော်ပြောင်းသွားတယ်။တင့်ကိုနောက်တစ်ဖန်ရာကုတ်ဟူ၍မခေါ်ရဆိုတဲ့เนาะနမေတော်မှသူ့ကိုဘုရားခင်ကပြောင်းပေးလိုက်တယ်။ ဣသီလဆိုတဲ့နာမည်နဲ့နော်။ကောင်းကြီးပေးခြင်းကိုသူခံရတယ်။ဘယ်မှာအခန်းငယ်31တစ်ချက်လောက်ကျေးဇူးပြုအတူတူဖတ်ရအောင်နော်။အီမနွေလအယုတ်ကိုရာကုန်လွန်သွားတော့အခါနေထွက်ချင်ရှိ၍သူဒီထော့နဲ့သွားလေအဲ့ရှိလေးမှာပဲရှိသေးရဲ့နော်။ရာကုန်ကလည်းနာမတော်ကဘယ်သူနည်းအကျွန်ုပ်အားဖော်ပြတော်မူပါဟုမေးလျှောက်လေငါနာမကိုအဘယ်ကြောင့်မေသနီဟုဆို၍ထိုအရက်နဲ့ကောင်းကြီးပေးတော်မူ၏ဆိုပြီးမှဖျားသခင်က ကောင်းကြီးပေးခဲ့တာဖြစ်တယ်။နောက်ဆုံးဒီအရှိမဆိုရင်အာသူ့ကိုယာကုတ်နမေကနေသူ့ကိုဣတီလာဆိုပြီးတော့မှနမေပြောင်းပေးတာလည်းတွေ့ရတယ်။ နောင်၌သင်၏အမိကိုယာကုတ်ဟု၍မခေါ်ရဣတိလဟု၍ခေါ်ရမည်တဲ့နော်ဆိုတော့သူ့ရဲ့သမိုင်းပြောင်းသွားတယ်သူ့ရဲ့အနာဂတ်ဟာပိုပြီးလှပလာတာဖြစ်တယ်ဘာဖြစ်လို့လဲဖခင်သခင်နဲ့သူလုံထွေးလိုက်ခြင်းကောင်းကြီးဖြစ်တယ်အာမင်နာကျင်ချင်းကြားတဲ့ကနာကျင်ချင်းကြားတဲ့ကဖခင်သခင်ကိုလုံထွေးခြင်းနာကျင်နေလျက်ပင်ဖခင်သခင်ကိုနော်ဒီအသက်တာထဲမှာနော်ဖခင်သခင်ကို မဆုံးမနစ်ပဲနဲ့လုံးဝဖယံလိုက်တဲ့အခါမှာဘုရားသခင်ပေးတဲ့ကောင်းချီးနော်သူ့ရဲ့အတ္တတဲမှာသူ့အားဖြင့်သူ့ရဲ့လူမျိုးသူ့လူမျိုးပဲလားဆိုမဟုတ်ဘူးများစွာသော သူတွေက နော်ကောင်းချီးရဖို့အတွက် သူဟာနော်တကယ်ပဲစံပြပုံကူဖြစ်လာတာဖြစ်တယ်အားကြောင့်စံစာထဲမှာတော့မှာအာဗြဟံဘုရားအိဇက်ဘုရားယာကုပ်ဘုရားလို့တောင်ပြောရလောက်အောင်ပြောစမှတ်ပြုရလောက်အောင်ဒီနေ့ပေါ့နော်အာကျမတို့တမိုင်းမှာတွင်လာတာဖြစ်ပါတယ်ဒါကြောင့်ကျမတို့အတ္တတာအဲထဲမှာ အခုကျွန်မပြောသွားတယ်အာဗြဟံနော်ယောဘယာကုပ်ပေါ့နော်ဒီနေ့ဒီ၃ယောက်ကိုပဲကျွန်မကပြောသွားပေမဲ့အများကြီးပါပဲဖခင်သခင်ကိုဖယံတဲ့သူတွေအများကြီးအသက်တာမှာမတွေ့ရလဲဆိုတော့ဖခင်သခင်ကချီးမြှောက်ခြင်းကောင်းကြီးတွေနဲ့သူတို့ရဲ့မျိုးဆက်တွေကိုလည်းကောင်းကြီးပေးတာတွေ့ရတယ်လို့သူတို့အားဖြင့်များစွာသောသူတွေတခြားသောလူမျိုးတွေကတောင်မှကောင်းကြီးခံစားတာကိုတွေ့ရတာဖြစ်ပါတယ်။အားကြောင့်ကျွန်တော်တို့ကိုဖခင်သခင်က သူ့ကိုယုံကြည်တော်သူတွေကိုဖရာသခင်ကချီးမြှောက်ခြင်းတော်ဖရာဖြစ်တယ်။ကျမတို့အသက်တာအထဲမှာငါနာကျင်နေပြီငါတော်ပြီငါဒီလောက်ပဲငါမခံနိုင်တော့ဘူးဆိုမှကျမတို့ရတန်းဖို့မဟုတ်ဘဲနဲ့ဘုရားသခင်ကိုအဲ့ဒီနာကျင်ချင်းကြတဲ့ကနေရစ်ပူဇော်လိုက်ပါအာမင်ချီးမွမ်းခြင်းရစ်ကိုပူဇော်လိုက်ပါကိုးကွယ်ခြင်းရစ်ပလင်ကိုတီးလိုက်ပါဘုရားသခင်ထဲမှာလုံးဝမဆုံးမနစ်တော့เนาะ ဇွဲလုံးလာဝရိယနဲ့ဘုရားသခင်ထဲမှာတာပြီးမြဲမြံပူရန်အတွက်ဘုရားသခင်ကအလိုတော်ရှိတာဖြစ်တယ်။အဲဘုရားသခင်ကကျမတို့ကိုကြုံစေတဲ့စုံစမ်းခြင်းတိုင်းမှာဘုရားသခင်ကချီးမြှောက်ခြင်းဆိုတာရှိတာဖြစ်တယ်။အဲကြောင့်ကျမတို့ဒီစုံစမ်းခြင်းတွေကြုံလာတိုင်းမှာအာမငယ်စိတ်မပြတ်ဖဲနဲ့အဲစုံစမ်းခြင်းတွေနောက်ွယ်မှာကောင်းကြီးတွေရှိနေတယ်။ထိုကောင်းကြီးတွေကိုဘုရားကကျမတို့အတွက်ပေးပြီးသားဖြစ်တယ်။ပေးအောင်မှာဖြစ်တယ်။အာမင်။အဲကြောင့်အာကျမတို့ရဲ့ တမိုင်းတွေ ကျမတို့ရဲ့ယခုပစ္စုပ္ပန်နဲ့ကျမတို့ရဲ့အနာဂတ်ကိုကောင်းချီးပေးပိုင်သောဖခင်သခင်ကိုအဆုံးထိတတ်အောင်เนาะကျမတို့အသက်တာထဲမှာယုံကြည်ခြင်းအပြည့်နဲ့ဖခင်သခင်ကိုဆက်လက်ပြီးတော့မှဖယံပြီးတော့မှဖခင်သခင်နဲ့တွားလာရအောင်အာမင်ကျမတို့အသက်တာထဲမှာနာကျင်လေရင်းနဲ့တောင်ဖခင်သခင်ကိုချီးမွမ်းဖို့ရအတွက်အရာစံကိုဖိတ်ခေါ်ခြင်းပါတယ်ဆရာထန်တော်သခင်ကိုတော့ကျမအာတော့တတိယရယ်เนาะ 那真真的个，古罗古哦嘿，奇莫子，哈利路亚，做得清了。然后今朝那真真的个呢，平安的看过，奇莫得到独立皮肤，平安的看也保暖的，等侬也得到嘛，天下无烟呢。平安也高面前得得瑞，平安也啊，阿伯你没来看那里，等侬呢，没打死不嘛？တရားပါစေလို့ဒီကနေ့စုမုံကောင်းတောင်းနေအများလောက်ပဲဝင်မြချင်ပါတယ်ဖျားရှင်ရောက်တိုင်းပေါ်မှာကောင်းချီးပေးပါစေ